မင်္ဂလာပါခင်ဗျာခုချိန်အစပြီး NCDN ပြည်တွင်းသတင်းများကိုတင်ဆက်ပေးပါတော့မယ်ပထမဦးစွာကံဘလူမျိုးနယ်စပန်ဒနာဂိတ်မှာဖမ်းဆီးခံရတဲ့ဒဇင်တွေကအရသား၁၁ဦးအနက်၄ဦးတပ်ဖြတ်ခံရပြီး၂ဦးထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းကံဘလူမျိုးနယ်တွင်နမဲဇုံးနယ်ကြော်ကြားတဲ့စပန်ဒနာဂိတ်မှာဖမ်းဆီးခံရတဲ့ဒဇင်တွေကအရသား၁၁ဦးအနက်၄ဦးတပ်ဖြတ်ခံရပြီး၂ဦးဟာထွက်ပြေးလွတ်မြောက်လာတယ်လို့ကျွန်တော်ကံဘလူတက်ကြွလှူရှားသူများအဖွဲ့ ် WKI ကပြောပါတယ်။ဖားကန်တစဲပြေးဆွဲနေတဲ့ကားစီးပေါ်ကာသမာပေါဝင်ပြီးသူ၁၁ဦးစလုံးနိုဝင်ဘာလ26ရက်နေ့မနက်ပိုင်းကကံဘလူမြို့နယ်စပယ်နာသာဂိတ်မှာပေါ်တာဆွဲဖမ်းဆီးခံရတယ်လို့ဆိုပါတယ်။ဖမ်းဆီးခံသူ၁၁ဦးစလုံးဟာတစဲနယ်သားတွေဖြစ်ကြပြီးအမျိုးသား၉ယောက်နဲ့မျိုးသမီးမြေးအဖွား၂ယောက်ပါဝင်တယ်လို့သိရပါတယ်။သူတို့ဟာနိုဝင်ဘာလ24ရက်နေ့မနက်7:00နာရီခန့်ချိန်မှာဖားကန်ကနေပါဂျေရိုကားနဲ့လိုက်ပါလာသူတွေဖြစ်တယ်လို့အသိပေးထားပါတယ်။ ဖန်စီခင်ရသူတွေကိုဂိမ်းမှရှိတဲ့အကျံပတ်စစ်အုပ်စုကလက်ပြန်ကျုတုပ်ပြီးဝရင်တုတ်အဆိုတွေနဲ့ရိုက်တယ်လို့ခြေထောက်နဲ့ကန္တာကွင်းပြင်ထဲမှာတနေကုန်ဒူးထောင်ထိုင်ခဲ့တာတွေလုတ်ခဲ့ပြီးထမင်းမကြွေးဘူးလို့ထွက်ပြေးလွမြောက်လာတဲ့အသက်20နှစ်ရွယ်မျိုးသားကပြောပါတယ်။အဖမ်းခံရတဲ့ညနေမှာပဲကားဆရာကိုမင်းထိုင်းဆိုသူကိုစစ်အုပ်စုကပြစ်တက်ခဲ့တာလို့လည်းရှင်းပြပါတယ်။နွေဘလ29ရက်နေ့မနက်မှာချောင်းစုံတရွာက3ယောက်တပင်းရင်းက1ယောက်ဘေးရင်းရွာတက်က1ယောက်ကို တန်ဘိုဂိတ်ဘက်ကားနဲ့ခေါ်လာခဲ့ရမှာကားရပ်ထားတဲ့အချိန်ကားထဲမှာတွေ့တဲ့တားနဲ့ကျိုးတွေကိုဖြတ်ပြီးထွက်ပြေးလာခဲ့ပြီမယ်။၃ဦးပြန်ဖမ်းခံရပြီးအသက်ခံလိုက်ရတယ်လို့လည်းပြောပြပါဗျ။ကျွန်တော်ဆိုမသွားရလို့သူတို့ဂိန်းသားတွေပတ်ချလှည့်နေကြတာ။သူတို့ကရုတ်ချင်းတဲ့တောင်တညအိတ်ခဲ့ပြီးလင်းကနီးမှထွက်ခဲ့တာ။လမ်းမပေါ်ရောက်လို့ကားတွေတားကိုညီတောင်းတာ။ဘယ်ကားမှအကူအညီမပေးကြဘူးဗျ။အဲ့ဒါတော့တကယ်စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ထွက်ပြေးလွတ်မြောက်လာတဲ့အသက်၂၁နှစ်အရွယ်မျိုးသားကဆိုပါတယ်။ ကမ်းမလူမျိုးနယ်အတွင်းမှာရှိတဲ့ပြူဟာလမ်းကြောကိုအသုံးပြုသွားလာနေတဲ့မိဘပြည်သူခီးသွားတွေအနေနဲ့စုံစမ်းမေးမြန်းခြင်းမရှိဘဲဒီလမ်းပိုင်းကိုသွားလာတာမျိုးမလုပ်ကြဘူးလူငယ်လူရွယ်နဲ့လူလက်ပိုင်းတွေအနေနဲ့အရေးတကြီးသွားလာရမယ့်ကိစ္စတွေရှိရင်ကွင်းလမ်းကြောကတစ်ဆင့်စုံစမ်းမေးမြန်းပြီးသွားလာကြဖို့ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့ကျွန်းလာကမ်းမလူတက်ကြွလှုံ့ဆော်သူများအဖွဲ့ကမ်းမလူခရိုင်နဲ့ Infinity Group ကသတိပေးထားပါတယ်ခင်ဗျာအခုတကား ရန်ကုန်မြို့နယ်မှာရွေးကောက်ပွဲစတင်ရေး no vote လှုပ်ရှားမှုပြုလုပ်တဲ့တဲ့င်းကိုလည်းတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့နယ်ကအထင်ကြီးလမ်းတစ်ခုဖြစ်တဲ့ရောမင်းကြီးလမ်းမှာရေပွဲပြီးသူအကျိုးပြုလူငယ်ဖွဲ့စည်းက no vote စာတမ်းကင်ဆောင်ပြီးအထူးရောင်ရွေးကောက်ပွဲမဲမပေးရေးနဲ့ဆင်အာနာရှင်စတင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Octopus ဖွဲ့ကထုတ်ပြန်ထားပါတယ်။စစ်တပ်ကအာနာသိမ်းပြီးရွေးကောက်ပွဲ လုပ်ပြတာဟာသူတို့အတွက်ရိုးရာဖြစ်နေတယ်လို့ စစ်တပ်စီကကျိုးမြတ်ရမယ့်နိုင်ငံတွေဖြစ်တဲ့တရုတ်ရုရှားစတဲ့နိုင်ငံတွေအတွက်ဖြစ်ပြီးကမ္ဘာလယ်မှာဒီမိုကရေစီနီးလမ်းတကျရွေးကောက်ပွဲလုပ်ပါတယ်ဆိုပြီးကမ္ဘာကိုလိမ့်လဲကြားပြန်လုပ်ဖို့အတွက်တသက်သာဖြစ်တယ်လို့ဆိုပါတယ်။အာနာသိန်းစစ်တပ်ရဲ့၅နှစ်တာကာလအတွင်းထွေထွေဖိနှိပ်မှုဖမ်းဆီးတပ်ဖြတ်မှုစတဲ့စိုးကြိုးတွေရှိတယ်လို့လည်းအသိပေးထားပါတယ်။စစ်တပ်ကြောင့်နိုင်ငံကောင်ကျိုးတခုခုများရှေ့ကရင်ထောက်ထားတဲ့ကွာလာရောက်ပြောကြားနိုင်တယ်လို့ရေပွဲပြည်သူအချို့ပြည်သူငယ်အဖွဲ့အစည်းကဖိတ်ခေါ်ထားပါသေးတယ်။ ရွေးကောက်ပွဲအမည်တက်ထားပေမဲ့ရွေးချယ်စရာရှိမနေတာကပဂရိရှိတရားဖြစ်ပြီးစစ်တပ်အဝတ်လဲအမားကန်ကျန်းဖို့အပြင်တသက်ခိုင်ကိုကိုကြီးတာဆညတွေမှာလဲစစ်တပ်အဝတ်လဲတွေထည့်ထားပြီးဖြစ်တယ်လို့ဒီပါတီတွေဟာအာဏာသိမ်းမှုဖြစ်စဉ်ပြင်းပြောင်းရေးအတွက်ဝိုင်းဝန်းပံ့ပိုးခဲ့ကြတဲ့သမိုင်းတရားခန်းစစ်တပ်ရဲ့အမှုရဲတွေဖြစ်တာကြောင့်ဒီပွဲကိုအထူးကြောင့်ရွေးကောက်ပွဲလို့အားလုံးကသတ်မှတ်ကြတာလို့လဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့မလုံရဲတာမရှိဘူးဆိုတဲ့စကားနောက်မှာ ကန်းကုံအောင်မိုက်ပြခဲ့တဲ့ဖြစ်ရပ်တွေရှိနေခဲ့တယ်လို့လည်းပြောထားပါတယ်စစ်တပ်ကလုံမဲ့အတူရောင်ရွေးကောက်ပွဲမှာကိုသဘောထားကိုဆန္ဒမပါဝင်ခဲ့ဘူးမပူးပေါင်းခဲ့ဘူးသူတို့လုံရက်တွေကိုမမေ့ဘူးဆိုတော့ကိုကိုကိုတက်သေးတီတမိုင်းမှတ်ကြောက်တင်ရမယ့်အချိန်လို့လည်းအသိပေးထားပါတယ်မဲမပေးခြင်းဟာလည်းနိုင်ငံသားအခွင့်အရေးဖြစ်တာကြောင့်မဲစင်းမကြည့်ဖို့မဲမပေးဖို့မိမိတို့ရဲ့လုံခြုံရေးကိုအဓိကထားပြီးကိုမဲမပေးတာကို့အပြင်တခြားသူမသိစေဖို့ညာနာအားကိုအဓိကထားပြီးပြည်ရဲ့ကျွယ်ဝစွာနဲ့အထူးရောက်ရွေးကောက်ပွဲကိုဆန့်ကျင်သဘေးမှောက်ကြဖို့ ရန်ကုန်လူတို့အပြင်မြန်မာနိုင်ငံတဝမ်းလုံးကိုရေပွဲပြီးသူအကျိုးပြုလူငယ်ဖွဲ့စည်းကတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာဆလဘီပခုတ်ကူခြေဆိုင်တပ်ဖွဲ့နှစ်ခုအညာမြေတပ်ပေါင်းစုတဲ့ပေါင်းစည်းဝင်ရောက်တဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းပခုတ်ကူကြိုင်မှာခြေဆိုင်တဲ့ God of မြိုင်တပ်ဖွဲ့နဲ့ Eagle Fighter တပ်ဖွဲ့တို့ဟာအညာမြေတပ်ပေါင်းစုထံပေါင်းစည်းဝင်ရောက်ခဲ့တယ်လို့အညာမြေတပ်ပေါင်းစုကထုတ်ပြန်ထားပါဗျ။ အဲ့ဒီတပ်ဖွဲ့နှစ်ခုဟာဒီဇမလ2ရက်နေ့မှာအညာမြေတပ်ပေါင်းစုတံကိုတရားဝင်ပူးပေါင်းလိုက်ကြောင်းလက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အညာမြေတပ်ပေါင်းစုက2024ခုနှစ်ဇွန်လ10ရက်နေ့မှာ MUGTF ဇာမနီပြောက်ကြားတပ်ဖွဲ့ TSDNGF James Bond နဲ့ဒုညင်တော်ပြောက်ကြားတပ်ဖွဲ့တို့ကမဟာမိတ်ဖြစ်စတင်ဖွဲ့စည်းခဲ့တာလို့သိရပါတယ်။အညာမြေတပ်ပေါင်းစုမှာဥက္ကဋ္ဌဖြစ်ကိုတိုးကြီးစစ်ရေးတာဝန်ခံကိုဘုတ်ကြီးမြေပြင်တာဝန်ခံကိုပါဦးဒရုန်းတင်းတာဝန်ခံဆရာကျောင်းကို Eagle ပနာရေးတာဝန်ခံကိုသစ္စာ လက်နက်ခဲရဲထိန်းသိမ်းရေးတာဝန်ခံကိုမင်းသူတရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုပူပူတန်းစင်တို့ကတာဝန်ယူဆောင်ရွက်သွားမယ်လို့ဖော်ပြထားပါတယ်ခင်ဗျာအခုတခါချောင်းမြို့နယ်မှာစစ်ကော်မရှင်တပ်ရဲ့အ мян ရဲရဲနှစ်စီးကိုပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့တရင်ကိုလည်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းမုံရွာခရိုင်ချောင်းမြို့နယ်အမြင့်ကျေးရွာကိုစစ်ကြောင်းထုတ်ပို့လာတဲ့စစ်ကော်မရှင်တပ်ရဲ့အ мян ရဲရဲနှစ်စီးကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chinwin Fighter Group ကထုတ်ပြန်ထားပါတယ် ဒီဇင်ဘာလ၁ရက်ညနေ၄နာရီခွဲချိန်မှာစစ်ကော်မရှင်အမြင့်ရဲ့နှစ်စီးကိုချင်းတွင်းမြေကြောင်တနေရာမှာချင်းတွင်း Fighter Group နဲ့ Braveheart Army တို့ကလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်စစ်ကော်မရှင်တပ်မတ်ကလည်းလက်နက်ငယ်မျိုးစုံပြင်စက်တက်လေဒီပါရာမော်တာများပါစစ်ကူပေးခဲ့ပေမဲ့တော်လိုင်းရဲဘော်တွေအထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်တိုက်ခိုက်မှုအတွင်းစစ်ကော်မရှင်တပ်မတ်က ထိခိုက်သေးဆုံးမှုရှိနိုင်ပြီးအသေးစိတ်ကိုဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ခင်ဗျာ ခုတစ်ခါတင်ဆက်ပြီးမှာကတော့မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ဗမာလူမျိုးရေးဒီမိုကရက်တစ်တပ် UPLDF တို့ကအခြေခံစစ်တမ်းစင်ပွဲများအသီးသီးပြုလုပ်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။မွန်ပြည်တော်လှန်ရေးတပ်အပတ်စဉ်၃အခြေခံစစ်တမ်းစင်ပွဲခန်းနောက်ကိုလွေမာလာ30နေက MSRF တိုင်းရင်းထနာမှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအခြေခံစစ်တမ်းကိုနှစ်လကျော်ကြာပြုလုပ်ခဲ့ပြီးပြည်သူ့ကာကွယ်တပ်မတော်နီးပြူဟာ33မှတပ်သားတွေလည်းပောင်းဝဲတက်ရောက်ခဲ့ကြကညီနောင်တပ်ဖွဲ့နှစ်ခုရဲ့ပထမဆုံးသောစစ်တမ်းဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီတနန်းစင်းပွဲခဏကိုမွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ NUG ဒုတိယကာဝေးဝင်ကြီးနိုင်ကောင်းရွတ်တို့ကသုံးလွှာတွေပေးပို့ခဲ့ကြပြီး MSFC အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနိုင်ကသူမွန် MSRF တိုင်ရင်မှုဗိုလ်မှူးကြီးနိုင်ဒရာဂွန်နီးပြူဟာ33ပြူဟာမှုစောဒါကွန်နဲ့ရမညမွန်တက်တော်မှဗိုလ်မှူးကြီးနိုင်စိုးဝင်းတို့ကတက်ရောက်မိန်ကွန်းပြောကြားခဲ့တယ်လို့သိရပါဗျာ။ လားတူဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦး BDF ကလည်းခြေကန်စစ်ပညာသင်တန်းအပတ်စဉ်ကကျန်းသစ်စာကျင်းပပွဲနဲ့သင်တန်းစင်းပွဲခဏကိုဒီဇင်ဘာလ10ရက်နေ့ကအညာဒေသတနေရာမှာကျင်းပပြုလုပ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာအခုတခါကမ္ဘာ့ဘဏ်မှစစ်ကောင်စီထံချင်းငွေထောက်ပံ့ငွေသို့မဟုတ်ဗန္ဒာယီကရီကူအသည်များမပေးရီ No new bomber friends at ဥပဒေမူကြမ်းကို American Outlook တော်တညတညွတ်တဲ့အတည်ပြုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ American Auto တော်ကဒီဇင်ဘာလ10ရက်နေ့မှာကမ္ဘာ့ Bank World Bank မှမြန်မာနိုင်ငံသို့ချင်းငွေထောက်ပံ့ငွေသို့မဟုတ်ဘဏ္ဍာရေးကတိကဝတ်အသစ်များမပေးရေးဥပဒေ No New Bomber Funds Act HR 4423ကိုထောက်ခံမဲ385မဲကန့်ကွက်မဲမရှိစံချင်မဲမပေးသူ46ဦးနဲ့အတီးပြုလိုက်တယ်လို့သတင်းရရှိပါတယ်။အဲ့ဒီဥပဒေမူကြမ်းကို Georgia ပြည်နယ် Democrat လွှတ်တော်အမတ် Nikema Williams ကဥဆောင်တင်သွင်းခဲ့ပြီး California ပြည်နယ် Republican အမတ် Youngkin ကပူရဲတင်သွင်းခဲ့ပါတယ်။ ဥပဒေအရအမေရိကန်ဗန်နိုင်းဝန်ကြီးဟာကမ္ဘာ့ဘဏ်ရှိအမေရိကန်မှုဆောင်ဒါရိုက်တာကိုမြန်မာနိုင်ငံဆိုင်ရာရမငွေအသစ်များအတိပြုမပေးရန်ညွှန်ကြားရမည်၂021 February တွင်ဒီမိုကရေစီနှီးကြရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကိုဖြုတ်ချပြီးအာဏာသိမ်းခဲ့တဲ့စစ်တပ်ထံသို့နိုင်ငံတကာငွေကြေးများမရောက်ရှိစေရန်ရည်ရွယ်ပါတယ်လွတ်တော်အမတ်ရောင်းကင်ကဆွေးနွေးစဉ်အာဏာသိမ်းပြီး9နှစ်နီးပါးရှိလာပြီစစ်တပ်ကြောင့်ပြည်သူ6000ကျော်အသက်ခံရ2000ကျော်ဖမ်းဆီးခံရ3.5သန်းကျော်နေရွှန့်ခွာထွက်ပြေးနေရပါတယ် ဒီလူသားချင်းစာနာမှုအကြက်တဲကိုစစ်တပ်ကိုယုံကြည်ပြီးကမ္ဘာပံငွေတွေကိုလွှဲပေးလို့မဖြစ်နိုင်ပါလို့ပြောဆိုခဲ့ပါတယ်။ဥပဒေမူကြမ်းဟာယခုအထက်လွှတ်တော်စီနိတ်မှာဆက်လက်ဆွေးနွေးအတည်ပြုဖို့ကြမ်းရှိနေပြီးအတည်ပြုပါကသမရလက်မှတ်ထိုးရုံများနဲ့ဥပဒေအဖြစ်အသက်ဝင်မှာဖြစ်ပါလေခင်ဗျာ။ဆလဘီမင်းလက်ပန်ရှန်ဒော်ဖတ်ကြားပြတ်စကန်ဖတ်နိုင်ငံသား942ဦးထွက်ခွာရန်ညှင်းဆန်ပြီးစီရေးချင်းနေဆိုးရလာတဲ့တဲ့ရင်ကိုလည်းတင်ဆက်ပေးပါမယ်။ ကရင်မျိုးသားစီယုံ KNU ကနိုဝင်ဘာလ30ရက်မှာမင်းလက်ပံဘလူးရှိ Shandal Park online ငွေလင်ကိုင်းစကန်တွင်မှကြန့်ရှိနေတဲ့နိုင်ငံသား2016ဦးကိုစီရင်ကောက်ယူပြီးစီခဲ့ရာအမျိုးသား892ဦးအမျိုးသမီး90ဦးစုစုပေါင်း942ဦးကစကမ်းမှာထွက်ခွာရန်ညှင်းဆန်ခဲ့ပြီးအမျိုးသား84ဦးအမျိုးသမီး2ဦးနဲ့တနစ်ရွယ်ကလေးငယ်2ဦးတို့ကထွက်ခွာလိုကြောင်း KNU ဘုံမှသတင်းထုတ်ပြန်ပါတယ်။ထွက်ခွာလိုသူ85ဦးကိုနိုဝင်ဘာလ30ရက်မှာပဲ တောင်ရင်မြကန်းပေးသူဘေကင်းဆော်ရွှေပြောင်းပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ညင်းဆန်သူ942ဦးမှာကာဇက်စတန်၊အင်ဒိုနီးရှား၊ထိုင်ဝမ်၊ဗီယက်နမ်၊လာအိုစတဲ့နိုင်ငံသားများနိုင်ငံသားပါဝင်ပြီးကျန်အားလုံးကတော့တရုတ်နိုင်ငံသားတွေဖြစ်ကြောင်းစခန်းတွင်းစီးရင်မလုပ်ရသူများထပ်မံရှိနိုင်သေးကြောင်းသိရပါတယ်။ KNU ကစုစုပေါင်းစခန်းတွင်းလူဦးရေ3582ဦးကိုစီးရင်ပြုစုနိုင်ခဲ့ရာတွက်ခွာလိုသူ2640ဦး84ရာခိုင်နှုန်းနီးပါးကိုဘေကင်းစွာရွှေ့ပြောင်းပေးပြီးဖြစ်ကာနိုဝင်ဘာလ30ရက်မှာ 382ဦးကိုထိုင်းအာဏာပိုင်များထံလွှဲပြောင်းပေးခဲ့တယ်လို့ဒီဇင်ဘာလ2ရက်အထိတောင်ရင်မြေကမ်းပေးမှာကြာရှိနေသေးသူ189ဦးထိုင်းဘက်ကလက်ခံရန်ဆောင်ဆိုင်နေတယ်လို့အသိပေးဆိုပါတယ်။စခန်းတွင်ဆက်နေလူသူများအတွက် KNU ကနိုဝင်ဘာလ29ရက်နေ့ကစပြီးစားနပ်ရိက္ခာထောက်ပံ့ပေးနေရတာပထမနေ့မှာထမင်းမှုတထောင်ပို့ဆောင်ခဲ့ရမှာ688ဦးသာလာရောက်ထုတ်ယူခဲ့တယ်လို့ဖော်ပြထားပါတယ်။မင်းလက်ပံတဝိုင်းစည်ရေးချင်းနေပုံမှုဆိုးရလာပြီးစစ်ကောင်စီတပ်က နှစ်ဖက်စစ်ကြောများဖြင့်ချီတက်လာကလေကြောင်းတက်ခဲမှုတွေပြင်းထန်လာတယ်လို့သိရပါတယ်။နွေမလာ30ရက်က120မမလက်နဲ့ကြီးကြီး3လုံးတောင်ရင်မြေကန်နာမှာပေါက်ကွဲခဲ့ပြီးတလုံးဟာစကန်တွင်ကြားရောက်ခဲ့ကထိခိုက်မှုမရှိကြောင်းဆိုထားပါတယ်။ KNU ကလုံခြုံရေးအခြေအနေလှည့်မြန်းစွာယူရင်းလာသဖြင့်စကန်တွင်ကြန့်ရှိနေသူများရဲ့ဘေးကင်းရေးကိုအာမခံနိုင်တော့မှာမဟုတ်လို့သတိပေးထားပြီးမြေပြင်ဝန်ထမ်းများနဲ့ဒေသခံပြည်သူများကာကွယ်ရေးကိုဦးစားပေးရတော့မယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမြရီတိုက်ပွဲတွင်မြန်မာဘက်ကြီးစံထိုင်းနဲ့ကြာရောက်အသက်69နှစ်အရွယ်ထိုင်းမျိုးသမီး6ရောက်တန်ရာရပြီးထိုင်းစစ်တပ်တရားဝင်ကန့်ကွက်တယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ဂရင်းပြည်နယ်မြောက်ပိုင်းမြို့နယ်မဲလက်ပန်းဤတိုက်ပွဲတွေတွင်မြန်မာဘက်ကပစ်ခတ်တဲ့ကြီးစံတွေထိုင်းနိုင်ငံအတွင်းကိုထပ်မံကြာရောက်ခဲ့ရမှာဒီဇင်ဘာလ1ရက်ည9:35မိနစ်မှာမဲဆောင်းမြို့နယ်ဘန်ရွှေချောင်းကုန်းကျေးရွာတွင်ကြာရောက်ပေါက်ကွဲခဲ့ပြီးအသက်69နှစ်ရွယ်ထိုင်းအမျိုးသမီးဘယ်ဘက်ချောင်းမှာကြီးစားထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းထိုင်းစစ်တပ်ကသတင်းထုတ်ပြန်ပါသည်။ ဒဏ်ရာရှိသူအားမဲဆောက်ဆေးရုံသို့ချက်ချင်းပို့ဆောင်ကုသပေးခဲ့ပြီးအခြေအနေစိုးရိမ်ရခြင်းမရှိကြောင်းသိရပါဗါဒ။အဲ့ဒီဖြစ်စဉ်အတွက်ထိုင်းစစ်တပ်ကမြန်မာဘက်သို့တရားဝင်ကန့်ကွက်စာချက်ချင်းပေးပို့ခဲ့ပြီးနေဆက်တစ်ချောင်းလုံခြုံရေးကိုပုံမတင်းကျပ်ထားကြောင်းကြေညာပါဗါဒ။လွေမာလာ30မှာစပြီးတောင်ရင်မြစ်ကိုဖျက်ကျော်တဲ့နေဇက်ဂိတ်တဲ့ဂိတ်နှစ်အပါအဝင်ခီးတော်လာတွင်လမ်းကြောင်းအားလုံးကိုထိုင်းအာဏာပိုင်တွေကယာယီပိတ်ပင်ခဲ့ပြီးဒီဇင်ဘာလ1ရက်မှာတရားဝင်ကြေညာချက်ထုတ်ကအနည်းဆုံး9ရက်တိတိဆက်လက်ပိတ်ထားမယ်လို့အသိပေးထားပါတယ်ခင်ဗျာ။ ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ဒီဘောမှာဒေသခံနေနှလုံးကိုစစ်ကောင်ရှင်တပ်သားနှုတ်ကတနက်ထောက်ပြီးဓမြတိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းဒီဘောမြို့နယ်မိုးရီကြီးရွာအုပ်စုကွန်ဆာလိတ်ကြီးရွာမှာရှိတဲ့ဒေသခံပြည်သူနေနှလုံးကိုစစ်ကောင်ရှင်တပ်သားနှုတ်ကတနက်ထောက်ပြီးဓမြတိုက်သွားခဲ့တယ်လို့ SSPB ကထုတ်ပြန်ထားပါတယ်။ ၊လွေမာလာ28ရက်မနက်အစောပိုင်း2:30နာရီခန့်အချိန်မှာကွန်ဆန်လေးကြေးရွာနေလုံကုန်းနယ်ပါညွန့်တို့ရဲ့နေအိမ်တွင်းကိုစစ်ကော်မရှင်တပ်သား2ဦးကကျူးကျော်ဝင်ရောက်ပြီးနေအိမ်ဈေးဆိုင်တွင်ရှိငွေကျပ်9သိန်းတန်ဖိုးရှိတဲ့ကုန်ပစ္စည်းများနဲ့ငွေသားတွေကိုဓားပြတိုက်သွားခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်မနက်4နာရီဝန်းကျင်မှာလည်းဥမောင်လေးနဲ့ဒေါ်နန်းမြအိမ်တို့ရဲ့နေအိမ်ကိုအလားတူဝင်ရောက်ခဲ့ပြီးဈေးဆိုင်နဲ့နေအိမ်တွင်းရှိပစ္စည်းတွေကိုတရက်ထောက်ယူဆောင်သွားခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ကိုရက်ကြီးတောင်းရှိသူတွေကစစ်ကော်မရှင်ရာရှိများထံတိုင်ကြားခဲ့ရမှာအဆိုပါတပ်သားနှုတ်ယူဆောင်သွားတဲ့ဘက်ထရီနဲ့ဆိုလာပြားတို့ကိုပြန်လည်ပို့ဆောင်ပေးခဲ့ပြီးကြံပစ္စည်းများနဲ့ငွေကြေးတချို့ကိုတော့တောင်းယူဆောင်ရွက်ပေးမယ်လို့ပြောဆိုထားခဲ့ကြောင်းဖော်ပြထားပါတယ်။ဒါပေမဲ့ပြည်မှုကျူးလွန်ခဲ့တဲ့စစ်ကော်မရှင်တပ်သားနှုတ်ဦးကိုဘယ်လိုပြစ်ပေးအရေးယူမယ်ဆိုတာကို မသိရကြောင်းဒေသခံတွေထံကနေသိရပါပါတယ်ခင်ဗျာ။အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုကိုသေးလူလေးနဲ့ခါဆယ်တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။